ကိုတောင်းနေတဲ့မနှောမြေစီချဂရီတီကုံသွားလို့ဘူးအတက်လေးဖောက်မယ်။ဝိတ်ချချင်တယ်ဆိုလို့ရှိရင်တော့နေ့တိုင်းတောက်ပေးဖို့မမေ့နဲ့နော်။အကျိုးအနည်းတင်ထီရောက်စေချင်တယ်ဆိုလို့ရှိရင်တော့တောင်းနီးမှန်ဘူးကလည်းအရန်အရေးကြီးတယ်နော်။ မနှောမြေစီကြ green tea ကိုစိမ့်မယ်ဆိုလို့ရှိရင်အနည်းဆုံး10မိနစ်စိမ့်ထားပြီးမှတောက်ပြီးတော့တောက်မယ်ဆိုလို့ရှိရင်လည်းအေးသွားတဲ့ tea မဆောင်ပင်နဲ့နည်းနည်းပူတော့နွေတုံးလေးမှတောက်ပြီးဖွင့်လို့ရနော်အစီပိုမြန်မြန်ကျချင်တယ်ဆိုလို့ရှိရင်တော့ကိုလိုမျိုးတစ်ခါစိမ့်ရင်နှစ်ထောက်ထည့်ပြီးတော့မှစိမ့်ပြီးမှတောက်လို့ရတယ်နော် တရက်ကို3ချိန်ထိတောက်နိုင်တယ်မနဲ့နေ့လေညာထမင်းစားပြီးတိုင်းတောက်ပြီးလို့ရတယ်နော်နေ့တိုင်းပုံမှန်လေးတောက်ပေးဖို့ကလုံးဝအဓိကပဲမလို့တောက်ပေးဖို့မမေ့ပါနဲ့နော်တောက်ဖို့အဆင်တက်ဖြစ်ပါပြီရှင်ရေနွေးချမ်းအခါရေအရတာမလို့တောက်ရလွယ်ကူပါတယ်တဘာဝဆင်းပြေဆုံးနေလုထားတဲ့အတွက်ကြောင့်မလို့ side effect ဖြစ်မှလုံးဝစိတ်ပူဆံမလို့ပါအောင်နော်။ကန်ဆယ်မဲ့စီစီရှိတုံးလေးအမြင်ဝေထားနော်။